င်္ဂလာပါရှင်ဇွန်လ24ရက်အင်္ဂါနေ့ရှမ်းကုန်းရဲ့ထူးထူးခြားခြားပြည်တွင်သတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ဥစွာတင်ဆက်မယ့်သတင်းကတော့ပြည်လဲခြင်းပါတဲ့တက္ကသိုလ်ဝင်းစာမိုးဘွယ်ဖြည့်ဆို့မှု PC ရဲ့သတင်း န္တလေးငလင်ကြီးကြောင့်မန္တလေးတက္ကသိုလ်ပင်မဆောင်မီလောင်ပြီးအဖြစ်လွားရီမီလောင်သွားလို့ပြန်လည်ကျင်းပတဲ့တက္ကသိုလ်ဝင်စာမပွဲဟာဇွန်လ22ရက်မှာပြီးဆုံးသွားပြီဖြစ်ပါတယ်။အခုကျင်းပတဲ့စာမပွဲကိုဇွန်လ25ရက်ကနေ22ရက်ထိကျင်းပခဲ့တာဖြစ်ပြီးကချင်ပြည်နယ်၊စကိုင်းတိုင်းဒေသကြီး၊မန္တလေးတိုင်းဒေသကြီး၊နေပြည်တော်တို့မှာစာစစ်ဌာန195ခုဖွင့်လှစ်ပြီးကျင်းပခဲ့တာပါ။ စာမွေးကိုဝင်ရောက်ဖြေဆို့ဖို့စည်ရင်ပေးသွင်းထားသူ63683ရောက်ထဲကနေ62988ရောက်ဝင်ရောက်ဖြေဆို့ခဲ့ပြီးဖြေဆို့တဲ့ရာဂိုင်းနှုန်း98.6တရာဂိုင်းနှုန်းရှိခဲ့တာဖြစ်တယ်လို့ပညာရေးဝန်ကြီးဌာနရဲ့အချက်အလက်တွေအရသိရပါတယ်။တက္ကသိုလ်ဝင်စာမွေးအောင်စည်ရင်တွေကိုပြီးခဲ့တဲ့မက်ရှလာကကျင်းပခဲ့တဲ့စာမွေးနဲ့အခုပြန်လည်ကျင်းပတဲ့စာမွေးအတွက်တပေါင်းနဲ့ထုတ်ပြန်သွားမှာဖြစ်တယ်လို့လည်းသိရှိရပါတယ်ရှင်။ ဆလတ်တင်စမဲတဲ့ငါတော့ပြည်မြို့အနီးအင်အားအနှဲငယ်ရှိသော မြေကလေးတစ်ခုလှုပ်ရှားတဲ့တဲ့ပဲခူးတိုင်းဒေသကြီးပြည်မြို့အနီးတွင်အင်အားအနှဲငယ်ရှိသော မြေကလေးတစ်ခုလှုပ်ရှားသွားကြောင်းမိုးလေဝသနှင့်ဇလာဗေဒညွှန်ကြားမှုဦးစီးဌာနကအသိပေးထားပါရယ်အဆိုပါမြေကလေးဟာဇွန်လ23ရက်နေ့မြန်မာစံတော်ချိန်2:32မိနစ်33စက္ကန့်အချိန်တွင်လှုပ်ရှားသွားခြင်းဖြစ်ပြီးအင်အားရေဒါစကေး3.8အဆင့်ရှိမြေကလေးတစ်ခုဖြစ်တယ်လို့ဆိုပါရယ် အင်အားအနှဲငယ်သာရှိသော၎င်းမြင်းကလေးဟာတောင်ကိုမြင်းကလေးစခန်းမှာအနောက်ဘက်83မိုင်ခန့်ကွာဝေးသောမြန်မာနိုင်ငံပြည်ရင်းပြည်မျိုးရဲ့အရှေ့ဘက်9မိုင်ခန့်အကွာမြောက်လက်တီကျူ18.83ဒီဂရီအရှေ့လောင်ကြီးကျူ95.34ဒီဂရီအနက်16ကီလိုမီတာကိုဗဟိုပြူပြီးလှုပ်ရှားခဲ့ခြင်းဖြစ်သောမိုးဆလာရဲ့ထုတ်ပြန်မှုအရသိရပါရရှင် ။နောက်ထပ်တင်ဆက်မယ့်သတင်းကတော့ငွေကျပ်3100ကျော်တန်ဖိုးရှိစိတ်ပြောင်းစေဝါများကိုတရခန်၄ဦးနဲ့အတူဖန်စီရမိရဲ့သတင်း။တာချလေးမြို့နယ်တွင်ငွေချက်သိမ်းပေါင်း2114သိန်းတန်မှုရှိစိတ်ပြောင်းစေဝါများကိုတရခန်၄ဦးနဲ့အတူဖမ်းဆီးရမိခဲ့ပြီးရန်ကုန်မြို့တွင်လည်းစိတ်ကြွဆေးပြားအချို့ဖမ်းမိခဲ့တယ်လို့မြန်မာနိုင်ငံရဲ့တပ်ဖွဲ့မှသိရပါဗျာ။ တာချလိမြို့နယ်အတွင်းဖမ်းမင်းကျေးရွာအုပ်စုမယန်းကျေးရွာရှိဒေါ်နန်ဝခန်းဆိုသူရဲ့တိုက်ခန်းအမှတ်6တွင်၅ရက်နေထိုင်သူများဖြစ်တဲ့ဆိုင်းရီခေါ်၊ကျိုင်းရီ၊အိုင်လွာဆိုင်းဆိုင်နဲ့ဆိုင်းခေခမ်းဆိုသူတို့ထံမှဒေသတံမိုးငွေကျန်2024သိန်းရှိ HSC ဈေးပြား9060ပြားဒေသတံမိုးငွေကျန်55သိန်းရှိတဲ့ကတ်မင်း3.55ကီလိုဒေသတံမိုးငွေကျန်35သိန်းရှိ အရမန်5စီပြား900နဲ့စိတ်ပြောင်းစေဝါထုတ်လို့ရတွင်အသုံးပြုသောအပြာရောင်ဝင်ဆက်တလုံးနဲ့ဆက်ဆက်ပစ္စည်းများကိုတင်စီရရှိခဲ့လို့ဆိုပါတယ်။ဒါကြောင့်တရားခံများဖြစ်တဲ့ဆိုင်းရီကောကြာကြီး25နဲ့အိုင်လော28နဲ့ဆိုင်းဆိုင်28နဲ့ဆိုင်းခေခမ်း24နှစ်တို့လေးဦးနဲ့ပွင့်ဦး58နှစ်တို့ကိုငွေရစေဝါနဲ့စိတ်ကိုပြောင်းလဲစေသောစေဝါများဆိုင်ရာဥပဒေအရအရေးယူထားကြောင်းသိရှိရပါတယ်ရှင်။နောက်ထပ်တင်ဆက်မယ့်သတင်းကတော့ ပြည်တွင်ကြက်တုံတွေစေးကြပြီးတောင်သူများအရှုံးပေါ်တယ်လို့ဆိုရတဲ့တဲ့ ပြည်ရင်းစက်သွန်နီစေနှုံမှာတောင်သူထံမှာဝယ်ဈေးတပိတ်သားလျင်၁၈၀၀ဝန်းကျင်သာဈေးရရှိတော်တဲ့အတွက်အရှုံးပေါ်နေရတဲ့အခြေအနေကြုံတွေ့နေရတယ်လို့စက်သွန်နီစိုက်တောင်သူများကပြောကြားကြောင်းသိရပါရယ်၂၀၂၅ခုနှစ်စက်သွန်နီစိုက်ပျိုးရာတွင် အရင်နှုံထားမှာတပိတ်သားကျက်၁300မှာကျက်၁500အထိကုန်ကျခဲ့တော်လဲတောင်သူထံမှာဝယ်ဈေးမှာကျက်900မှာကျက်800ဝန်းကျင်အထိသာရရှိနေပြီးစေနှုံပြန်တက်လာမည်ကိုစောင့်ဆိုင်ခဲ့တော်လဲစက်သွန်စေနှုံမှာ အကြာသာရှိနေလို့အချိန်ကုန်လောကကုန်တဲ့အပြင်အကျွေးပါတူလာနေကြောင်းတောင်သူတအုပ်ကပြောကြားတယ်လို့သိရပါဗျ။ လွန်ခဲ့သောနှစ်များကပြည်တွင်ကျက်သွန်းတွေကိုဘင်္ဂလားဒေ့ရှ်နဲ့အိန္ဒိယနိုင်ငံများကဝယ်ယူသည်ကိုရခိုင်နယ်စပ်မှတဆင်တင်ပို့ခွင့်ရတဲ့အတွက်ပြည်တွင်စေကွမ်းမှာကျက်သွန်းတွေစေကောင်းမွန်လာခဲ့တော့လေနောက်ပိုင်းကာလတွင်အဝယ်မရှိတော့ဘဲစင်းလုံးကြဆင်းလာနေကြောင်းကုန်တယ်တို့ကဆိုပါတယ်2025ခုနှစ်ဇွန်လ18ရက်နေ့တွင်ရန်ကုန်ဘရင်နောင်ကုန်စည်တိုင်းသို့ကျက်သွန်းတွေကုန်တင်ရင်ဆယ်စီသာဝင်ပြီးကုန်ပိတ်သားချိန်တသိန်းခန်းသာရှိကဇေနုံမှာလည်းမြင်းချံတောင်လက်စတုံးတပိတ်သားလျှင် က်650ဝင်းချင်းမြောက်လက်တပိတ်သားလင်းကျက်1250ကန်စင်စာတပိတ်သားကျက်1300မှာ1350ခန့်ရှိနေကြောင်းဖော်ပြထားတယ်လို့သိရပါတယ်ရှင်။ကျမတို့ရှင်ကုံမီဒီယာကနေပြည်ရင်းမှာဖြစ်ပွားနေတဲ့သတင်းဖြစ်စင်များအပါအဝင်နိုင်ငံတော်ရှိထူးခြားဖြစ်စင်များကိုအချင်းနဲ့တပြင်းသိရှိနိုင်ရန်ထုတ်လင်းတင်ဆက်ပေးလျက်ရှိပါတယ်။ရှိရှိပေးခဲ့ကြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးတင်ရှိပါတယ်ရှင်။